စကိုင်းလိုက်ကမလို့မျိုးနဲ့အရှိချမ်းမှရှိတဲ့ပေကြီးနဲ့ထဏောင်းသုံးမင်ရွာကနေအိမ်တွေကိုစိုးစုနဲ့ပြစောတိတွေကမလ15ရက်ဒီကနေ့မှာထပ်မံမိရှုနေတယ်လို့ဒေသခံသတင်းမြစ်တို့ကအမတ်ပီကိုပြောပါရယ်။ရွှေဘုံမြေကြီးနာကမ်းလန်းပေးမှရှိတဲ့ပေကြီးနဲ့ထဏောင်းသုံးမင်ရွာတွေမှာစိုးစုနဲ့ပြစောတိအဖွဲ့ကအထိုင်စကန်ကြရှိနေတာဖြစ်ပြီးတော့ဒီကနေ့မှာအဲ့ဒီရွာတွေကိုမိရှုဖြစ်စီနေရပါဗျ။ တနောင်းသုံးမရွာဟာတော်တိုင်အိမ်လေးတွေနဲ့ကားလမ်းဘေးမှာဈေးဆိုင်တွေရှိပြီးစိုးစုကတဲအိမ်စားနှိမ်စားမိရှုနေရကြောင်းလက်ရှိမှာကုံတလောက်နီးပါးရှိနေပြီလို့ဒေသခံတို့ကပြောပါတယ်။ကျွေးမမြကြီးနာကားလမ်းဘေးပေးကြီးရွာနဲ့ငပြောတိုင်းရွာတွေမှာစိုးစုနဲ့ပြစောတိအဖွဲ့ကပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်လောက်ကလေးကစင်းနေဝင်ရောက်ပြီးဒီကနေ့အထိအထိုင်စကန်းချနေရဖြစ်ပြီးအဲ့ဒီအချိန်ကလေးကအနည်းဝန်းကျင်ရွာတွေကိုပါရက်ချမိရှုဖြစ်စီနေရလို့ဆိုပါတယ်။ ကျောစုနယ်ပြည်စော်ဒီအဖွဲ့တွေဟာပေဝိုင်လ20ရက်ကလည်းပေကြီးရွာခံ30ကျော်ကိုတစားခံဖြစ်ဖန်းစီသွားပြီးတဲ့နောက်ဒီကနေ့အထိပြန်မလွတ်သေးပဲရှိနေတယ်လို့ဒေသခံသတင်းမြစ်ချို့ကပြောပါရယ်